အလမဲမင်္ဂလာပါရှင်အတာတင်တန်းစုလိုက် channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ပြောကြိုးဆိုလိုက်ပါတယ်ဒီကနေ့မှာတင်ဆက်ပေးတော့မယ့်ဇာလန်လေးကတော့မိတွေရဲ့သားကိုချစ်မိသွားပြီဆိုရဲဇာလန်လေးရဲ့အပိုင်းနှစ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဇာလန်လေးမစားတင်ရမှာကျွန်မရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့ဇာလန်လေးကိုစတင်လိုက်ပါရမယ်ရှင်အမေကကျွန်တော်စပယ်နေကိုဖောဖောလေးပို့တတ်နေခဲ့တယ်အမေဘယ်ဟုသွားနေရလဲ တာအမေကိုလွမ်းနေရတာလေးထူးတဲ့ထားအောင်လေထထစိတ်တော့ဟွန်းတာစိတ်တွေမတော့ကျွန်တော်အမေအမေနာပဲနေကျွန်တော်လေဘာလို့မမသိအမေရအဝေးကြီးရနေပြန်ရောက်လာတယ်လို့ခံစားပါရင်အမေပြန်ရောက်လာပြီဆိုတော့နောက်ဆိုကျွန်တော်တယောက်တည်းကြောက်ကြောက်နဲ့မအိပ်ရတော့အမေရဖတ်ထားပေးတော့မှာအမေရပုံမြင်ပြောပြီးတိတ်ပြီးတော့မှလို့တွေးပြီးပြောနေမိပါရင်ဒါအမေကိုအရန်လွမ်းနေမေထို့တဲ့ သူတဲ့ထအောင်ခဏထအောင်နော်ရုတ်တဲ့ရောက်ကြောင်းလေးတယောက်ရဲ့အတန်ကိုကြောင်းလိုက်ရတာမို့အမေနဲ့တွေ့နေရကနေလမ်းပြတ်သွားပါရင်မျက်လုံးကိုဖွင့်ပြီးကြိတ်လိုက်တော့ကျွန်တော်အမေပြီးငုံကြည့်နေသူကနေကကြောပြက်နေပါရင်ဒီကောင်နေကကြောင်ကဘာမလို့ငှောက်လာနို့ပြီးနှောက်ရက်နေရလဲတွေးပြီးတကုတ်လုံးသေးတွေစုပ်ပန်းလာပြီးဆက်ပြေးပြေးပြက်လာပါရင်ဟောင်းကနေထထိုင်ပြီးထုံးမလို့ဟန်ပြန်လိုက်ပါရင်ညကကျွန်တော်ချက်သူလေးပြန်ပန်းပြီးအစိုးကြီးအိပ်ပျော်သွားတော့မို့မနှိုးရလို့ထိုင်ကြည့်နေရာ ထလေညစာမစားသေးဘူးမလားနားထဲကိုချုံမြနေတဲ့နေကကြောရဲ့အတန်ဝင်လာတော့မှအော်ဟုတ်ပြီဒါပဲငါနဲ့နေကကြောချက်သူတွေတော့ပြက်နေကြပြီပြီးတော့ညကလည်းဟိုဟာလုပ်ပြီးသွားပြီးတတိယမိသွားပါရင်အဒီနောက်မှာတော့ညကပြက်ပြက်တီးကိုပြန်တွေးမိပြီးရင်ထဲကတသိမ့်သိမ့်ကြည်နူပြီးရှက်သွေးပြမိပါရင်အခုကဘယ်ချိန်လဲဟင်ငါညကပိုက်လဲမနာဘူးဗျာအခုမှညာ၁၇နာရီပဲရှိသေးရဘလို့လို့ပိုက်နာပါမလဲ ခဏနေတော့ကျွန်တော်ကောင်လေးအတဲ့ရတာဖိုက်အောင်လာတော့မှဘာသာမှလဲအစောအမဲမဲဟင်းနေမောက်ချပြက်လိုက်တာလေခရီးရလေပြန်ပြောလိုက်ပြီးအိမ်ရာတက်ကိုပြန်လဲချောင်းလိုက်ပါရင်ကျွန်တော်စကားနဲ့အပြုတ်မှုရိကြောင့်နေကကြောင်အရှဲနေပြန်ပါရင်ချပါလိမ့်ပါရင်ထူးတည်လေရကျွန်တော်ညစာအတွက်မြူစွန်ဝန်ချက်ဥရဲ့ချက်သားရေရောထည့်ပြီးနူနူညံ့ညံ့လေးပြုတ်ထားပေးပါရင်တက်ခင်လေးခမညာတမင်တက်တက်ကိုသူ့ကိုယ်သူကျွန်တော်လို့တုံ့နှောင်းပြီး ကျွန်တော်ကလည်းတခင်လေးလိုတုံ့နှုတ်ပြီးစားနောက်နေတဲ့နေရာကျောင်းကိုကြည့်ပြီးခန့်ညောင်းလိုက်တာလို့တွေးနေမိပါတယ်။အောက်ကျနေပြီးသားကြက်သားတွေတော့မဟုတ်ဘူးမလား။မဟုတ်ပါဘူး။ကြံ့ရင်းစီရ။အဲ့ဒါတွေအလုံးလွှင့်ပြက်လိုက်ပါပြီ။음၊ဒါဆိုလဲစားမှာပေါ့။စားမှာပေါ့လို့သားပြောလိုက်တာ။အရာချက်ကနေထားလဲထားမလားရဲ့ကျွန်တော်ကနေရာကျောင်းကရက်ကြည့်နေပါတယ်။ပြီးတော့မှကျွန်တော်နောက်ကပ်လာပြီးကျွန်တော်ဖြတ်ခနဲ့ဝေ့ကြည့်လိုက်တယ်။ဘာလဲ။လမ်းမလျှောက်နိုင်ပါဘူးလား။ သူအဒေတူကြီးနေလိုက်တာမဟုတ်ပေမယ့်ဟုတ်တယ်လို့ပြန်ပြရမှကြည်ဟာရှက်စရာပဲမျက်လုံးကြည့်ကိုလွှဲလိုက်ပြီးမှခက်ရွက်ရွက်နဲ့ဝင်ခံလိုက်ပါရင်ကျွန်တော်ပြေးကြည့်ပြီးထမင်းစားကဘက်ကိုခေါ်သွားရင်းနဲ့နေကကြောအပြုံးစီပြုံးစီလုံနေပါရင်အရင်နောက်မှာတော့စပွဲဝိုင်းကိုရောက်ရင်ဖြည်းဖြည်းချင်းအောက်ချပေးနေခဲ့ပါရင်အငွေတထောင်ထားထားနေတဲ့မြူဆွဲခေါက်ဆွဲကိုကျွေးပကလုံးထဲမှာအကြည်တလုံးတဲကိုထည့်ပြီးကြက်ဦးနှလုံးဖောက်ထည့်ထားပုံရပါရင် ချက်သားကတော့ဗမာချက်သားဖြစ်ပေလိမ့်မယ်။နေကကျော်အမြဲတမ်းဗမာချက်သားဟုတာတုံလေးရှိပါရင်ချက်ပေါင်းနှစ်ပေါင်းတောင်ထဲပြုတ်ထားတာမို့ကျွန်တော်လည်းအခုမှပဲဘိုက်ပြန်စားလာတယ်လို့ပြက်လာပါရဲ့။တယောက်တည်းထိုင်စားနေရင်ကျွန်တော်ကနေကကျော်ငင်းငင်းလေးထိုင်ကြည့်နေပါရဲ့။မင်းလဲစားလေ။ဟွန်းဟွန်းငါမစားဘူး။မင်းလည်းညစာမစားရသေးဘူးမလား။စားပြီးပြီ။ခါဆွဲပြုတ်ပြုတ်ပြီးကျမနေနိုင်လို့ဇပွဲခန့်ဆောင်လိုက်တာ။အခုဘိုက်ပြည့်နေပြီ။ဟုတ်ကြည့်။ဒီနေ့တော့ဆက်ပြီးတော့ရိုးရမှာလား။ မရိုရအောင်လားလို့တွေးပြီးကျွန်တော်ဘာသာစိတ်ကောင်းမိပြန်ပါတယ်စိတ်ကောင်းနေလေတရားတော်ကောက်နေမှန်တိပမလားတွေးပြီးနှုတ်ကပဲထုတ်ပြောရတယ်ငါတို့အတူတူထိုင်စားမှလေကွာอืม sorry ပါအရန်စားကြတာလို့စားလိုက်မရဟုတ်ကြည့်အေးပါနောက်တစ်ခါကျအတူတူစားဖို့စားမှမယ်ဘာညာမလောက်နောက်လဲသူစားချက်စိတ်ပေါက်လာရင်သူတယောက်တည်းစားနေမဲ့ပုံစံတွေးပြီးနှုတ်ဆက်နေလိုက်ပါတယ်တနည်းအားဖြင့်စိတ်ကောက်နေလိုက်တောင်းလေပြက်တယ် ဒါပေမဲ့နေကောင်ကြောင့်တော့တိတ်ပုံမပေါ်ပြီးငင်းငင်းလေးထိုင်ပြီးကျွန်တော်တို့တန်းကြည့်နေလိုက်ပါလေဆောင်းလုံးကုန်သွားတော့ကျွန်တော်ကိုပြေးချပြီးကျွန်တော်အခန်းဘက်ကိုသူဟာချိတ်ဦးလဲလိုက်တယ်ကျွန်တော်ကိုယ်ခန်းကိုအိပ်ပါတော့ဆိုတဲ့သဘောပဲနေအောင်ဟမ်ဘာလို့လဲမင်းခန်းလိုက်ပို့မင်းခန်းမှာပဲအိပ်မယ်ဟမ်ငါတို့အရှက်မြိုင်မကောင်းထင်နေမနေ့ကကြောင်းပိတ်ပြီးမယ်စောင့်ကြိုက်ရိုက်ကိုတွားရအောင်ပါကြည်တန်းကြည်တန်းသူ့စကားအတိုင်းဆိုကျွန်တော်ကပဲတအား သူမထိန်နေရတဲ့ပုံစံပြက်နေပြီအဲ့ဒါလောက်ဖို့ပဲချက်သူလိုတာလားကွာမင်းနဲ့ဒီတန်လက်စုံစားကြတာတို့အတူရှိကြတာတို့မရဘူးလားကျွန်တော်ဆောင်းအောင်အွန်လိုင်းတောင်းမို့သူမနေကကြော်ပြရခက်သွားပါရင် sorry နောက်ဆုံးငါတယောက်တည်းမစားနိုင်တော့မင်းုံလည်းတယောက်တည်းမအိတ်ခိုင်းတော့ဟုတ်ပြီလားကဲလားငါတို့ရဲ့အချက်နေပန်လေးစီကိုသွားကြဆိုမပြောရင်လည်းတရားမပြောပြောရင်လည်းအပူရိကြီးပြောတတ်တဲ့နေကကြော်စကားအတုံးနှုံကြော့ ကျွန်တော်မှစိတ်ကောင်းရှင်ရှမ်းမိသွားပါလေငါအစွားအမေကိုအိမ်မဲမဲနေရအင်းအငယ်တော့အမေကပုံမြင်ပြောပြပြီးတိတ်နေကြဟွန်းဟွန်းနောက်တော့အမေရုတ်တရက်ကြီးစိတ်ယုံရောက်သွားတာอืมအဲ့ဒီကလေးကအမေကအင်းကိုပြတ်မလာနိုင်တော့ငါလည်းတယောက်တည်းကြောက်ကြောက်နဲ့အိမ်ရောက်ဝင်ခဲ့ရတာကြိတ်ပဲအိမ်ကလူတွေလည်းအမေအတွက်နဲ့အလုံးရှုပ်နေရောငါ့ကိုယူဆိုင်ဖို့အချိန်မရှိကြဘူးတဲ့ပါရဲ့ပြက်ခနေနေကကျွန်တော်ကျွန်တော်ကိုသူ့ဘက်ကိုဆွဲလိုက်လိုက်ပါရင်ပြီးတော့ကျွန်တော်နဲ့ပို့ဖော်ဖော်လေးနန်းလိုက်ပါရင် အေးတော့နော်မနေ့ကျောင်းစားကြေးလိုက်ကိုငါတို့အတူတူသွားကြမယ်အစောတုန်းကတော့နေကောင်ကျောင်းပုံမြင်စာအုပ်ဖတ်ပြရင်ကောင်းမှာပဲလို့ညောင်းလဲထားပေးမယ်အခုတော့နေကောင်ကျောင်းရဲ့အနန်းလေးနဲ့ပဲအရာအားလုံးကပြည့်စုံသွားတော့ရင်နောက်တစ်ပါမှထပ်မလို့အတော့ပဲပျော်ပျော်ရွှင်ရွှင်ကြိတ်ကြိတ်နုနုနဲ့ကျွန်တော်အိပ်ပျော်သွားနိုင်တဲ့ညလေးတညပဲပြတ်ပါရင်ကျွန်တော်အိယာကနှိုးတော့နေကောင်ကျောင်းကစားကြေးစပွဲမှာစားကြေးနေရအောင်ပထမအဦးဆုံးလှမ်းမြင်ရပါရင်နိုးနေရကြပြီလား လေးနာရီလောက်ကထားတော့လေကဏ္ဍနေစာကြိမ်ရိုက်ကို အတူတူတောင်းရမနက်လေးနာရီထားပြီးသူတယောက်တည်းစာဖတ်နေရဆိုရင်အတေးဟာကျွန်တော်ရဖတ်သေးကိုကလန့်ကြိမ်ဝင်သွားပါလေတကယ်ဆိုကျွန်တော်ပါနှုတ်ပြီးအတူတူစာကြိမ်ရင်ကြည်နူးစရာလေးပြတ်မအောင်တွေးပြီးတယောက်တည်းစိတ်ကောင်းမေးပြန်ပါလေအတန်းကြာမှအော်ငါလဲနှစ်တထောင်အပေပြည့်ခဲ့လို့လားမသိဘူးနေကကြောက်တအားမိတွေ့ကြနေရပဲလို့တွေးမိပြန်ပါလေဟွန်း ဂျယ်လူဆိုတော့နေကကျောင်းအားလဲနှစ်တထောင်အပ်ပေးပဲဟောင်းသူကြောင့်အင်တီရနေရပဲတွေ့ပြီးဘာကိုမကြိတ်နှက်မှန်မသိမကြိတ်မနှက်ပြက်သွားပါရင်မင်းရင်တောင်းအရေးစားထားဘူးလားမထားဘူးပါဘူးရောင်းရမှာလားနေကကျောင်းဘာမှပြန်မပြေပဲသူ့ရဲ့အင်တီကိုချက်ချလိုက်ပါရင်ဘာဘာလို့မလို့လဲရေချိုးအောင်ပြီးရင်တော့မနှက်ဆောင်ပြက်မစားမေးစောင့်ကြည့်ရက်ကိုဆက်သွားကြမေးဟင်မေးပခုံးကကြိုက်ရံကြရစေးမထဲပဲရလို့လားလာအောင်ကြည့်ဟာ နေကတော့ကျွန်တော်ရောင်းလာရပါတယ်ညတော်ကသူ့ဘကုံကျွန်တော်ကြိုက်ထားတဲ့ကြိုက်ရစီရအကွက်လှိုင်းကြီးပြပြီးမန်နေဝယ်ပြီးဖူရောင်စာ ပြုတ်လာနေပြီအကုမအင်ဂျီထုတ်လိုက်လို့တေချာမြင်ရတာပြတ်ပါတယ်နောက်တော့တစ်ပြင်လုံးလဲကုတ်ရဖိတ်ရတွေဘရပါနေပြီးရောင်းနေပြီးစီကံပြမှပြတ်တော်မယ်စီကံကြဘလို့ပြောရမှာလဲရန်ကျွလို့လို့ပြောအောင်လဲယောက်ျားချင်းရပြတ်တာကြိုက်တာတွေကုတ်တာတွေလောက်ကြမှာလို့မိခင်ရအောင်မယ်အဲ့ဒါဆိုမဲဘာလို့ဖြစ်မှာလဲခွေးလေးနဲ့ရပြတ်တာလို့ဖြစ်လိုက်မယ် ခွေးကြက်ရကုတ်ရလေးတွေပေါ့နေကကျောင်းကစကားစားမပြတ်သေးပဲရေကျုပ်ခန်းထဲဝင်သွားပါတယ်ကျွန်တော်ပဲရွှတ်ရွှတ်တက်တက်နဲ့အိယာထမတယောက်တည်းချိန်ဟင်းခဲ့ပါတယ်ခွေးကောင်နေကကျောင်းသူလူလူမလောက်တာကြောင့်ထဲ့မပြုံးငါကြိုက်တာကြောင့်ခွေးကြက်ရလို့ပြောသွားတယ်အရိခအပြက်ပတ်မှာအခန်းတကားခောက်တန်းကိုကြားရပါတယ်တားလေးရေမမေလာရင်ဟေးအခန်းပြင်ဘက်ကအတန်ကြောင့်ကျွန်တော်ချိန်မကန်မီလက်မကန်ပင်ပြတ်သွားပါတယ် ချက်ချင်းမဲနေကတော့ရှိရာရေကျုပ်ကန်းနဲ့ပြေးဝင်ရတော့ပါလို့လို့တတိယအောက်ထဲပဲပြေးပုံရတော့ပါလို့လို့တွေးပြပြီးနေကတော့အခန်းထဲမှာတယောက်တည်းရောက်ရက်တီထနေပါလေဒါပေမဲ့အပြင်ဘက်ကတကားလက်ကင်ဘူးလှဲလိုက်တဲ့ထပ်ပါလေတကားလက်ကင်ဘူးလည်းလဲတော့ပြီးတကားချက်ချင်းပွေသွားပါလေကျွန်တော်လည်းဘယ်နေရာပါမှမပုံလိုက်ရပြီကလေးပေါ်မှာထိုင်ရတာရှိနေရင်ကျွန်တော်ကိုမိတွေ့ရမြင်သွားတယ်ဟမ်မောင်ထိုးတဲ့ရောက်နေအောင်ဟုတ်ကဲ့အန်တီ အဟောသွားကနေကျွန်တော်ခြေစုံကောင်းဆုံးကြည်လိုက်ပါရင်ကတိဥပကြည့်ရင်စောင်းမကြည့်ရင်အဒီနောက်မှာတော့တကန်းလုံးပါဝေဝဲပြီးကြည်လိုက်ပါရင်နေကောင်းကြောင်းဩသူရေချိုးနေပါလေဗျမလုံးမလဲပုံစံနဲ့သူမမေးတမျှပြင်းနေရဲ့ကျွန်တော်ကသာကြည့်ပြီးတအားတို့ကျင်းရပြက်ထားကြလားမဟုတ်ပါဘူးအန်တီသူမအခန်းထဲကိုမဝင်လာဘဲနဲ့အခန်းတကားပွားမှာတကားပေါ့မိကရက်လိုက်ပြီးကျွန်တော်နဲ့စကားပြောနေရဖြစ်ပါရင်မောင်သူတက်ကအန်တီသားနဲ့အသက်အတူတူလား ကျွန်တော်ကနည်းနည်းကြေးပါရဲ့ဗျာဘလောက်နည်းနည်းလဲတနေ့ကျော်နှစ်နှစ်နေပါကြေးပါရဲ့ဗျာဟောမိတွေးကအခုတည်းကိုအခန်းထဲဝယ်မှလာသေးပါဘူးတမအဲ့ဒီနေရာမှာပဲရက်ပြီးကျွန်တော်တကုတ်ပြီးတကုတ်စက်တိုက်မင်းနေရာပြတ်ပါရင်ဟမ်မမေရောက်နေရပဲကန္နာကိုအပေါ်ပိုင်းမှာရေစက်ရေပေါက်လေးပဲကန့်ညင်းနေပြီးကန္နာကိုအောက်ပိုင်းမှာတော့တပတ်အဖြူရောင်လေးပတ်ထားတဲ့နေကကြောက်ကိုကြိတ်ပြီးကျွန်တော်ပို့ပြီးမလုံမလဲပြတ်မိပါရင်ကျွန်တော်ကြိုက်ထားတဲ့ကြိုက်ရာကြိရာလေးထဲနေပြီး ကောက်ရဖက်ရတွေကလည်းအတိုင်းသားမြင်နေရပါတယ်။အဲ့ဒီတန်ရာတွေကိုသူ့မိတတိမထားမိပါစေနဲ့လို့စိတ်ထဲကကြိတ်ပြီးစွတ်တောင်းနေပေပါတယ်။ဒါပေမဲ့ကျွန်တော်စွတ်တောင်းအောင်မပြေခဲ့ပါဘူး။တာဘသူနဲ့ရံပြစ်ထားလေ။ဘုတ်တော်ဘွားတော်မြင်သွားပြီလို့တွေးပြီးကျွန်တော်ပြင်ခနဲ့မျက်နှာပူသွားတယ်။ဘသူနဲ့မှရံမပြက်ပါဘူးမိ။နေကကြောင်းသူ့ကောင်စပယ်နေကိုတပန်းနဲ့တုပ်ပြီးသူ့မိကိုပြန်ပြေးနေပါတယ်။ကျွန်တော်ကတော့စိုးရိမ်နေပြီးနေကကြောင်းကိုကြိတ်ရတာတော့အေးအေးဆေးဆေးပါပဲ။ဟွန်း သူ့ငယ်ကအမေဒိတ်တန်တကြက်ထုတ်ပြောပြီးသူ့သားအနာကိုတုတ်ခဲ့ပြီးကျွန်တော်မကြောက်ခတ်တူတူလေးပြောလိုက်ပါရင်တမတလုံးလုံးမှာကျွန်တော်လည်းပို့ပြီးတည်ကျင်ကြားကြလာတယ်သူ့မိရဲ့ခတ်တူတူစကားတဲ့အစုံမှာနေကကြောပြုံပြုံကြီးပြတ်သွားပါတယ်တားတော့လားတမန်နီးကစတွဲကြားလေးပြီးဟုတ်တော့ဘွားတော်ကဘာမေးလိုက်လို့ဒီကောင်နေကကြောကဒီလိုပြန်ပြေးလိုက်တာတုံတွေးပြီးရှွတ်ရှွတ်နဲ့ကလေးဘွားစိမ့်ဟာနေကကြောအခန်းထဲကနေပြေးထွက်ဖို့အတွက်ကြံစီလိုက်ပါရင် မောင်ထုတဲ့ပြာအန်တီတာဘကောတဘောတူလိုတွဲကြလားဟာမင်းမရလေသူတိကလည်းတဘောတူလိုတွဲတာပေါ့ဗျာတာကပဲအတိတ်မြှုပ်ဆွဲပြီးတွဲရဲတဲနေလို့လားမင်းဟာသူတိကိုစတွေ့ရဆွဲလန်းနေရလေဒီတော့မင်းဟာရှေ့အောင်မေးကြည့်ရတာပေါ့ငါဒီတာမင်းနေအောင်အတော်ဆိုးနေပြီပဲတွေးပြီးရှက်လုံးလုံးတေးသေးလေးဖြစ်ကအဲ့ဒီနေရာနေပြောက်ွယ်သွားလိုက်ချက်မိပါရင်တာကသူတိကိုဆွဲလန်းနေရအမေကဘလို့လို့သိလဲဟောလာပါပြီ ဒီမိကောတော့ကျွန်တော်လည်းသိကြံပေးပါတယ်။နေကတော့ကျွန်တော်ကိုဆွဲလန်းခဲ့တယ်ဆိုတော့ကိုကျွန်တော်ကိုယ်တိုင်ကလည်းမရေမိခင်တာကိုသူ့မိကဘလို့လှုပ်ပြီးရောမြောင်ရှိမိသွားတော့ပါလေတွေးမိပါတယ်။တန်းကတစ်ချိန်လုံးသူသိကိုပဲစောင့်ကြည့်နေရလေ။အမေကကိုသားအကြောင်းကိုသိရပါဘော။တွေ့လားသူသိမင်းတော့မရေမိခဲ့မလား။အစရေကနေကကြောင့်အမေရဲ့စကားကြောင့်ကြည်နှူးနေပါရဲ့ဆို နေကကြောင့်အဖာချပြောလိုက်တော့ကျွန်တော်အဲ့ဒီနေရာမှာပဲအရေးပြောသားတော့တယ်။အင်း ဒီကိစ္စမင်းဖေကိုဘလို့ပြန်အတိပေးမှလဲထုတ်သိရဲ့အချိန်တန်တောက်ကိုယ်တိုင်းပြောပြလိုက်မှာပေါ့မင်းอืมမင်းဟာတော့လေငါဖေကိုငါပဲအတိပေးရမှာပေါ့နေကကြောင်းရပါလေဘသူပဲအတိပေးပေးပါမင်းဖေမင်းကိုငါနဲ့တဘောတူအောင်ကြိုးစားမှာငါပိုင်ရင်ကဲတော့ကြပါတော့အချက်သူရဲ့ကောင်းနှစ်ယောက်ရဲ့อืมအမေတဲ့တော့တားလို့တအိမ်နဲ့အတူတူမနေတဲ့တော့ဘူးအမေနေကကြောင်းသူ့အမေကိုလှမ်းပြီးဟန်ထောင်းလိုက်ပါရင် ကျွန်တော်ကတော့ညီကကြောက်လှမ်းပြီးကုညီတောင်းတလို့ကြိတ်လိုက်တယ်။အခုမှစပြီးချိတ်ကျူနူကစားညီကကြောင်နဲ့မခွဲချင်မင်းတားတော့ငယ်သေးရဲ့မလား။တားပကုံဟာကြိုက်ရာကြောင်ဆိုမလို့တော့မေးတားကိုယ်တိုင်ကြိတ်ကြိတ်ပြူပြူနဲ့ပိတ်ကြိုက်ထားတာသူ့သားရဲ့စကားကြောင့်ညီတွေးဖြစ်သူလည်းမျက်နှာမကောင်ဖြစ်သွားပါလိမ့်။ပြီးတော့ကျွန်တော်ယုံပါကျွန်တော်ပါမလုံမလဲတက်ချက်လှမ်းကြိတ်လိုက်တယ်။အဲ့ဒီနောက်ပါတော့နှက်ခမ်းလေးစုပြီးအခန်းထဲအောင်ချက်သွားပါလိမ့်။မမေမင်းကိုစိတ်ကောက်ပြီးနေကကြောင် အတန်းကြတော့အပြက်ဘက်ကကုန်းတုတ်တကားပိတ်တံပါကျောင်းလိုက်ပါရင်မဲမဲမင်းကိုစိတ်ကောက်သွားပြီးငါအလိုလိုက်ထားလို့တော့ခလေးဆက်နေရပါညနေလောက်ကျမှဖုန်းဆက်ပြီးပြန်ချော့လိုက်တော့မင်းနေကတော့ကော်လံပါနေတီရှပ်ဖြူအသားခက်ပြပြစတိုင်ပန်နဲ့တွေးကဝစ်စံထားပါရင်မန်ရှိမှရက်နေတဲ့နေကတော့အရက်ခက်ရွှေရွှေနဲ့မဟုတ်ကြိတ်ရလားစတော်တဲ့ကျောင်းသားပုံစံလေးပေါက်တယ်လို့ခက်ပြပြပုံစံလေးပေါက်ပါရင်ကြည့်လို့ကောင်းလားတားကိုယ်တိုင်ကြည်ကြည်ပြပြပေးကြထားရတယ်ဟာလား မင်းအတော့ဆိုးနေပြီကျွန်တော်စကားကြောင့်နေကကြောင့်ဟာကျွန်တော်မှရှိရာကလေးပုံကူတက်လာပါလေကျွန်တော်ငုံကြည့်ပြီမင်းနောက်ခုထိလမ်းမလျှောက်နိုင်သေးဘူးပဲမလားဘာကလျှောက်နိုင်နေတိလားလျှောက်နိုင်နေဒီမှကြည့်အာသူ့လမ်းလျှောက်နိုင်သောပြကြံနာနေပဲကတိမောင်ဆက်လိုက်ပါလေမတက်ရလိုက်တာနဲ့နားလိုက်ကဲလာငါပွေ့စီမယ်မင်းရေချိုးလိုက်ဒီနေ့ငါတို့စာကြည့်ရိုက်ကိုမတော်တော့အိမ်ကနေပဲဝက်ဆိုက်ကနေတက်စက်စာအုပ်တွေရှာပြီးလေ့လာရအောင် အဲ့လိုလှုပ်လှုပ်ရှားလို့လား။อืมရတယ်။ငါကိုယ်တိုင်ချိုးပေးရမလား။မလို့ပါဘူးရှားတယ်။မင်းအပြေအဆောင်နေငါဘာသာချိုးပေးတော့လှမ်းအောင်လိုက်ပဲ။อืมဒါဆိုငါမနဲ့စာလှုပ်ထားလိုက်ပဲ။မင်းဘာစားကြလဲ။ရွှေတောင်ခောက်ဆွေနေကကြောင်ကကျွန်တော်ရေချိုးစလုံးတည်းထဲပြီးရေချိုးကန်းထဲအောင်ချက်သွားပါရင်ကျွန်တော်ပဲရေချိုးရင်းနဲ့ကြင်ရခဲ့ပါရင်သူသိရဲ့ရေချိုးနေတော့မနဲ့စာပြက်ပေးမယ်လို့ပြောပြီးမိဖို့ကပတ်ကိုရှောက်လာခဲ့ပါရင်ဟွန်း မိဘကန်နီယာဇပွဲပေါ်မှာငါစင်စတီးချိုင်ကိုမြင်လိုက်ပါရင်ဟာအမေယူလာပဲပြက်မယ်တယောက်တည်းရေရွတ်လိုက်ပြီးစတီးချိုင်ကိုဖွင့်ကျိလိုက်ပါရင်အထက်မှာခောက်ဆွဲဘက်ကနှစ်စင်အုံနှုတ်ခောက်ဆွဲဟင်းရီက၃စင်ထဲထားပြီးချိုင်ရဲ့ဘေးမှာဂေါ်ဘီနန်းနန်းပဲနှုတ်ကိုပပလီလှီထားတရားတထုပ်ငယူတီမဟုတ်ရင်တံမြာတီစိတ်လေးပေရာတထုပ်ပါလာတော့ကိုတွေးလိုက်ရပါရင်အမေကိုယ်တိုင်ရဲ့လက်ရတော့မဟုတ်ပေမဲ့ အိမ်မှာဟင်းချက်တဲ့အင်ကူအတော်ကြီးကိုအကူညီတောင်းပြီးချက်ခိုင်းခဲ့ဟန်တို့ပါတယ်သူတဲ့လည်းကြိုက်လာပါရဲ့ဇိုင်းနေရဟင်းရဲ့ရဲ့ဘတ်တေကိုပကံလုံးတဲကိုပြောင်းထည့်ရင်ကပြောလိုက်ပါတယ်အလုံးပြင်းစင်ပြီးသွားတဲ့အခါမင်းကိုဖုန်းခေါ်လိုက်တယ်မင်းကိုအမေစိတ်ကပြီလို့ပြောသွားတော့လေအမေကချက်ချက်မဲဖုန်းကင်ပါတယ်ဟယ်လိုမမေအေးတောင်းလိပြောအုံနုခောက်ဆဲရဲ့အတွက်ကျေးဇူးပါမမေအော်အေးအေးတောင်းစားနေပြီလားကောင်းရင်လာရင် အခုပဲစားတော့မှာ သူတိရေချုံးနေလို့စောင့်နေရတားရီများတော့ရေစားရစွာရင်ရေစားပထမဦးစားပေးပြက်သွားရောအဲ့ဒီကောင်းလေးကိုတောင်းမနာလို့တော့အမေကလည်းခလေးလေးကြနေရပဲအမေကိုပူချစ်ရမယ်နော် အမေရဲ့သူနဲ့ကိုကုတ်ကူနှိုင်းမနေပါနဲ့ဒါအမေကိုလည်းအမေလိုချက်တယ်သူတိကိုလည်းချက်သူလိုချက်တယ်တူမမတူပါအမေရဲ့အမေကအမေသူကချက်သူမတူဘူးအဲ့ဒါကြောင့်နှိုင်းရွှဲပေးမတွေးပါနဲ့လို့ပြောတာကဲဟုတ်ပါပြီကိုတတ်ပါရဲ့ အမေလည်းတောင်းအောင်နိုင်အောင်မပြောတတ်ပါဘူးပိတ်ရက်လေးမူတာနဲ့ဒိတ်ချန်တာပါဆိုနောက်ပတ်ကျောင်းအချိန်ပေးမယ်လေတော်ပြီတော်ပြီသူတဲ့ညဉ့်ညံတာမခံချင်းကိုဘသားကိုတငယ်ချင်းနေနဲ့ပဲဒိတ်လိုက်တော့မယ်သူပြောချင်အောင်ပြောပြီးဖုန်းချက်ချင်းချပြလိုက်တဲ့အမေကြောင့်ပြုံးရိပ်လိုက်မိပါရင်အခုဒီကလေးလေးလိုလှုပ်နေတော့မယ်ဘာရီရဲ့နေရလဲဟင်သူတဲ့လမ်းလျှောက်လို့ရပြီလားငါလာခေါ်မှာပေါ့ငါကတော့လမ်းပခွန်လိုက်ဖို့ဒီနာနဲ့ဒီနာတော့ရှောက်နိုင်နေပါပြီ ဒါနဲ့အုံနှုတ်ခေါက်ဆွဲလေလား။အင်းဟုတ်တယ်။မင်းကြိုက်ရလား။အင်းကြိုက်ပါလေ။ဒါပြက်လားပူလုံးစားကြစို့။ပြီးရင်တော့စားကြည့်ရအောင်မေ။ဒါနဲ့အစုံနာမဲဘာပြောရလဲ။ဘာအောင်လဲ။မဲမဲမဲကိုပြောလိုက်တာငါကြောင်းလိုက်ပါလေ။ဘာလဲ။အမေကိုအမေလိုချက်ပြီးသူသည့်ကိုကြတော့ချက်သူလိုချက်တယ်ဆိုတဲ့စကားလေး။အော်တောင်းလား။ဘာရှင်းပြစရာပါလို့လဲဒီတိုင်းမဲလေ။ငါမင်းကိုချက်တူလို့ချက်တာမင်းမသိဘူးလားချက်တူလို့ချက်တယ်ဆိုတော့ငါနားမလည်ဘူးရှင်းပြဟွန်း မြမစကားကိုရှင်းပြအောင်မယ်အေးလေမင်းညတော့ဟာอืมမင်းဟုံကอืมချစ်တူလူချက်လိုက်တာပဲလေဘာရေကျွန်တော်စကားကြောင့်သူတည်းရဲ့မျက်နှာလေးရွှဲခနေပြက်သွားပါရဲ့ဖြေးရလေကောင်းလေခဲတိတိကျိနေရက်နေရကိုအခုလိုရှင်းနေအောင်ပြောတော့လဲရှက်သွားပြန်ပြီမျက်နှာလေးရွှဲနေပြီးနှုတ်ပိတ်သွားကကောင်းအောင်ငုပ်ပြီးခောက်ဆွဲဥသားစားနေရင်ချက်ရတူလေကိုတစိမ့်စိမ့်ကြည့်ပြီးပြုံးရမိပါရဲ့ရှက်တက်နေလိုက်တာကောင်းလေဟာ ညတော့အကြောင်းတော့သူမဟုတ်တလို့နဲ့ဟောငါဘာတွေတွေးနေရလဲဒီနေ့စာဖတ်စရာအများကြီးပဲဆိုတဲ့အတိနဲ့ကို့အတွေးကိုပြောင်းလဲလိုက်ပါ යි ဘာပဲဖြစ်ဖြစ်မင်းရွှတ်နေရလေးချက်ဖို့ကောင်းလိုက်တာချိုးသေးရဲ့မင်းတို့မိသားရဲ့အတွက်ဆိုဒီ website ထဲမှာစာအုပ်တွေရှိလောက်တယ်ဒီထဲဝင်ရှာပေးဖက်စိတ်ရွှေလဲရွှေနဲ့တဆင့်ကျဲပြပေးနေရဲ့နေကကြောက်ကိုကြည့်ပြီးဒီလူသားလေးရတော်လိုက်တာကြိတ်ကောင်းလိုက်ကြလို့ငေးနေမိပါတယ်ပြီးတော့ဒီလူသားလေးရငါချက်သူဘာလဲဆိုတဲ့အတိရ ပဝင်ခိုက်စေပြန်ပါလေ။နေကကြောင့်ဗျာငါတို့အကြောင်းအဖေကိုဘလို့ပြောကြမှာလဲ။အဲ့ဒါငါတောင်းဝန်ထားပါ။အခုလောလောဆယ်တော့အတိမပေးသေးနဲ့။အခုလောလောဆယ်တော့မပြောသေးဖိမ့်မယ်။ငါဘီကိုငါကိုယ်တိုင်ပြောချင်တာ။မင်းလည်းအခုလောလောဆယ်တောင်းမသေးနဲ့စကြည့်ရော။နေကကြောရဲ့စကားကြောင့်ဒီကောင်တက်ကိုသူယုံကြည်မှုရှိအောင်ပန်းစည်းများစားထားတလဲဆိုပြီးအပြေရှာမိပါလိကျွန်တော်ကတော့အဖေကိုဖွင့်ပြဖို့စိတ်ရှိပြီမယ်အခုတည်းဘလို့ပြောရမှန်းမသိချင်း နောက်ကျောပြုံမြရားဌာနတင်ဆွဲဆောင်နေနာတာဒါမှမဟုတ်ကျွန်တော်ကြေးရတဲ့လူသားတယောက်ဖြစ်နေလို့နေကတော်ကကျွန်တော်ကိုဆွဲဆောင်နေရလားတိတိကျကျမသိပေမဲ့အေဘရွန်ဝဲပေးမနက်စာပြင်ဆင်နေတဲ့နေကကျောရဲ့နောက်ကျောကိုဖတ်ပေးသူပကုံးပေါ်ကောင်းမိထောင်းလိုက်ပါရင်ဒီနေ့စိုးရင်နိုးလာတာပဲဟုတ်တယ်အေးပြတ်ပါဆိုလို့ငါမေးကိုမနှုတ်ခင်အားဒီနေ့ဘယ်သားစီအောင်ရွှေ့လို့လဲလက်တွေ့စေရမှာဒါဖြစ်ရေချိုးကြည့်လေပေးရင်တော့မနက်စာစားစားပေးမှသွားอืม ခဏလေးဒီတိုင်းခဏလေးဖတ်ထားကြတော့ပါကျွန်တော်ကတောင်ပန်စုံမချွဲတက်ပေမဲ့ပါကြောင့်ရင်မသိနေကကြောက်အောင်မြင်ချွဲကြလာပါလေနေကကြောက်အောင်မြင်ရင်ခွေထဲမှာပြေးခွင်ကြက်လာရင်နေကကြောက်အောင်မြင်သူ့ပခုံးပေါ်မိကျနေနေကကြောက်အောင်မြင်သူ့ရဲ့ပေါမောကောင်းအောင်ပြီးအိတ်ချင်လာရင်နည်းနည်းလောက်စိတ်ညစ်စရာရှိရင်တောင်နေကကြောက်နေဆိုချိတ်ကားပြီးပြောဆိုကဆွဲနေခြင်းမိပါလေကျွန်တော်ပါနေကကြောက်အောင်အကူကျန်နေရောကဆွဲကန်းစားပြုတ်နေပြီလို့တွေးမိရင်လာအပွားပေးမယ် မျက်နာမသိရသေးဘူးဟမ်ခလေးလေးလို့လောက်နေရပဲခလေးလေးခလေးလေးငါမင်းရဲ့ခလေးလေးပဲမဟုတ်ဘူးလားမနဲ့စားပဲကိုဘတာကူမချက်တတ်တဲ့ခလေးလေးဟမ်တောင်းဆောင်လဲတယောက်တည်းဆိုမကြိုးစားကြတဲ့ခလေးလေးอืมပြောပါဦးမင်းမရှိလို့ရှင်ညတိုင်းဘားတိုင်းကလတ်တတ်တဲ့ခလေးလေးဒီတခါနေကကြောင့်ဟာဟာပပိုက်ရဲ့နေရာမြင်ရပါတယ်ကြည်စမ်းကျွန်တော်စကားကြောင့်သူရဲ့နေရင်ပြုံးနေရင်ဘယ်ကျွန်တော်လိုက်ပြီးတော့ရှယ်မီပြုံးမိနေပြီပဲ အတော်ဆုံးတဲ့ကလေးပဲအခုလိမ္မာနေရငါးချောင်းပေါ့ဟုတ်လားလာပေါင်းအတိတ်ရလုံးလို့ညနာမတိရသေးပါဘူးဆိုကဲဒါဖြစ်လဲရေအရင်ချိုးလိမ်ပြီးမှငါ့ကိုလာချွဲလိမ်အခုဆက်ပြီးချွဲနေမနှက်စာဆက်ပြီးမချက်တော့ဘူးနော်မနှက်စာဆက်ပြီးမချက်တော့ရင်တော့မင်းကဘာလို့မလို့လဲမင်းဟိုပဲအရှင်လန်လန်စားတော့ပါလေထူတဲ့နေကတော့စကားကြောင့်ကျွန်တော်ခုတ်ခုတ်ခိခိချဲလိုက်ပြီးပါတယ်ဒါကိုပဲနေကကျွန်တော်အန်ကျိတ်ပြီးလှဲကျိတ်နေလိုက်ပါတယ်ဟုတ်ပါပြီကဲ တောက်ဆုံကရေချိုးတော့မယ်ရေချိုးတော့မယ်ပြောပြီးလက်ခနဲရေချိုးခန်းပတ်ကိုတော်တော်လေးပြေးထွက်လာခဲ့လိုက်ပါတယ်ပြေးမထွက်လာလို့လည်းမဖြစ်တော့နေကတော့အန်ကျိပေးကြည့်အောင်မကလေပင်ကြောကြီးတွေပါထောင်ထနေပေးဖြစ်ပါတယ်ရေချိုးခန်းတကောက်ပေးပြီးရေချိုးရင်းနဲ့နေကကြောရဲ့ပုံစံပြန်လည်မြင်အောင်လာပြီးရင်ခုန်ရှက်ရိတ်တန်းကပြုံးပြုံးကြည့်ပြက်နေမိပါတယ်ရေချိုးပေးမျက်နှာကိုနေလောင်ခန်းပါမိတ်ကလိမ့်လိုက်ပါတယ်လက်တွေချိတ်လေးကိုလည်းနေလောင်ခံပါနဲ့လိုရှင်လိုက်လိုက်ပါတယ် ယောက်ျားလေးပြက်ပြီးမိကက်လင်းတလားလို့နေတော့ကျွန်တော်အသားရအစီပြန်အသားရမှုခရင်တွေနှုတ်ရည်တွေနဲ့အဆက်မပြေအောင်တော့တော်နာလိုက်ပြီးမိကက်လင်းတာ ပြက်ပါရင်မိကက်တောင်မှဘေဘီခရင်လိုမျိုးမလင်းပြက်အစီပြန်ပြီးအရေးပြောကြောက်သွားမှစိုးတာကြောင့်ပြက်ပါရင်လက်တွေချေတွေကိုလိုရှင်လင်းပေးရခါမှအဝတ်စားဝတ်ဖို့အတွက်အဝတ်စားတွေရွှေ့ရပါရင်ကျွန်တော်အဝတ်ပေးတွေကိုနေကကြောင့်ဟာရှင်ပေးလေးရွှေ့ပါရင်ကျွန်တော်ဝတ်စားတွေကိုလည်းစက်နဲ့လျှော့လေးဆိုပြီးမိအကုန်နေကကြောင့်လှုပ်ပေးရပြက်ပါရင် နေကကျောင်းရဲ့ရွှေနီဘောင်အပေါ်အင်းကြီးရောကျွန်တော်ရှောင်းမတွေးရဲ့အဝိစားဆိုရင်နေကကျောင်းဟောတာလက်မင်းလေးရှိပါတယ်အခုလဲခိုင်းလို့မေးလိုက်ပေးမယ်နေကကျောင်းစီကခိုင်းလို့ပြန်ပြေးတမ်းမကြားပါနေကကျောင်းအော်ရှောင်းလာပြီလားငါရဲ့ယူနီဘောင်အပေါ်အင်းကြီးရောပြီးတော့အပေါ်ဆုံးထပ်ပါလေကျွန်တော်မေးခွန်းဖြေရင်နဲ့အခန်းတကအထဲထဲရနေကြကြပြီးတေချာပိတ်နေတဲ့နေကကျောင်းရဲ့ပုံစံကြောင့်ကျွန်တော်သူ့ကိုကြောင်ကြည့်နေမိပါတယ်နေကကျောင်းကကျွန်တော်အနေကိုအေးအေးဆေးဆေးရှောက်လာပြီး ပြီးတော့အပေါ်ဆုံးထက်ကကျွန်တော်ရှာနေအင်းကြီးကိုလှမ်းယူပြီးတော့ကျွန်တော်လှမ်းပေးလိုက်တယ်ကျွန်တော်မတိတ်ရလိုက်တော့နေကကြောင့်ကကျွန်တော်ခေါင်းလှမ်းဖက်လိုက်တယ်လှမ်းပြီးနောက်ဆုံးလိုက်တဲ့ကျွန်တော်ကိုကတင်းပေါ်ဆွဲလဲချောင်းလိုက်ပါတယ်လက်တွေ့စင်ပေါ်ကဘယ်ချိန်တော့မှလဲခုနှစ်နာရီရောက်သွားမှာနေကကြောင့်မျက်လုံးတရားဖြတ်ခနဲ့စုပ်ဝဲတဲ့နှာရည်လေးစီလှမ်းကြည့်မိပါတယ်အခုမှ6နာရီပဲရှိသေးတယ်နေကကြောင့်ငါဒီနေ့လက်တွေ့စင်ရပါအချိန်ရှိသေးရဲ့လေခဏလေးပဲ ခဏလေးပဲလို့ပြောပြီးမယ်ခဏလေးနဲ့မပြီးအောင် သူ့ကိုကျွန်တော်တွတ်နေပေးသားပဲခဏလေးပဲပြောပြီးနေကကျောင်းရဲ့နိုင်ငံကြီးကကျွန်တော်လည်းပဲပေါ်မှာရှောက်လာပါတယ်တုံနန်းကြီးကအမြဲတမ်းကြောက်စရာကောင်းလာအောင်စားလောင်နေတတ်တယ်ပြင်နာရဲ့ကျွန်တော်မူပိုင်အဖြစ်သားတိန်ထားချက်မရဲ့အနန်နေပေါ့အနန်အစားတဝဲကြောင်းမိမယ်လို့ဘယ်တော့မှမတည့်ဘူးပဲကျွန်တော်လှမ်းပြေးလိုက်ရင်လေတုံနန်းကြီးကပို့ပြီးကျန်းလာပါတယ်လက်တွေ့ချိန်ကအရင်ပြင်းမှန်းတာတော့อืม အရှမ်းအရှမ်းကိုကျန်တဲ့အနမ်းနဲ့ပဲပြတ်ပါရင်ကျွန်တော်ပါဇက်အသွင်သားတဲ့အထိဝင်ရောက်လာတယ်ကျွန်တော်ငါတောင်းပါပါရဲ့ငါခန်းတော့ရောက်တော့မင်းကအရန်လှနေလို့ပါတော်ပလီပလာလေးလာပြောနေနဲ့အခုပဲချိန်ရှိပြီလေငါနောက်ကျနေပြီတိလားမင်းရောက်ခမငါ့ကိုကလည်းပေးထားတာမဟုတ်ငါတက်စီနဲ့တောင်းပါပါဘာကားကြိုက်လဲရုတ်တရက်မင်းလိုက်တဲ့နေကကြောက်စကားကြောက်ကျွန်တော်အံ့ဩသွားပါတယ်ဘာလဲငါ့ကိုမင်းကကားဝယ်ပေးမလို့လားဝယ်ပေးနိုင်ပါတယ်อืม င်းရချလမတ်ကြီးရထားကိုငါမေးနေရဲ့အဲ့ဒီချလမတ်ကမင်းအဖေကိုပြန်ပေးလိုက်ပြီဟွန်းပြန်ပေးလိုက်ပြီဟာလားဒါဖြစ်ဘယ်ဟာပတ်စံနဲ့ကောင်းပွဲပေးမှလဲငါစီမှရှိပါရဲ့နော်မင်းဘန်စာဦးထရငွေလားတုံမပြစ်ပါနဲ့ကွာမင်းနှမျောမျောနဲ့စုဆောင်းချားတာလေးမလားဘန်စာဦးထရငွေတွေကတုံလို့ရပါရဲ့ငါမှငွေဝင်တဲ့လမ်းကြောင်းရှိပါရဲ့ကဲပါမင်းပါကစေးကြံလေးတာပြောခဲ့อืมစေးကြီးဟာဆိုရရင် ငါတိတ်ပြီးဂျိမ်းမများပါဘူး။တော်မယ်နောက်ကြနေပြီ။နေအောင်။ဘာလဲ။အတူတူလက်တွေ့ဆင်းရမယ်ကောင်းနေညဉ့်ညံလိုက်မယ်။မနေ့စာထမင်းချုပ်ချက်ပေးလိုက်မယ်။နေကကြောင်နေကကြောင်ဒီလိုကြအရန်ချစ်စရာကောင်းတော့နေ။သူစားရောက်တရားကျွန်တော်ပါတာဘာမှလုံးစရာမလိုလောက်အောင်သူကပဲအကုန်စေးစေးဆက်ဆက်လောက်ကန်ပေးပါလေအခုလည်းသူပြန်စံပေးထားတဲ့မနက်စာကိုကျွန်တော်မစားလိုက်ရပါသူဆိုရင်နေသူ့ကိုချက်လို့ပဲအမြင်ကြည်လင်တာလားအမြင်ကြည်လင်နေဖို့ပဲချက်တာလားမသိချင် တေးကြလဲသူလို့ပဲမနက်စာလဲကျွန်တော်အကြိုက်တွေပဲဖြစ်ပေးလဲပဲထမင်းတောက်ကိုတိုင်းပြီးအိမ်ဝင်ဝတကောက်ဖွင့်လိုက်တယ်။နေကကြောင်ကတော့ဒီနေ့နေ့လေပေါ့အတန်းချိန်ရှိရမို့အခုအိမ်ထဲပကံနေစိတ်ကြုံရင်ချိန်ရင်ခဲ့ပါလေ။ဟွန်းအခုကပါလို့အခုနေကကြောင်အိမ်ခန်းထဲကထွက်လာလေ။အခန်းတကောက်ဝမှာရက်နေတဲ့ចောင်းလူလေး၃ယောက်ကိုမြင်ရပါလေ။သူတို့ရဲ့ចောင်းဝဲစုံတွေကိုမျက်နှာနဲ့နေကကြောင်တို့ចောင်းအမှန်သိတာပါလေ။နေကကြောင်ထက်တော်ငယ်လေးပဲထမ်းပါလေ။ပထမတက်တည်ပြက်လောက်တဲ့ ငငယ်နုနုចောင်းသူလေးတောင်းရောက်ကပန်းစည်းမောင်းထုတ်တွေကမ်းပြီးရက်နေရာပေါင်းကျွန်တော်ပြန်တော့တအံ့တအောင်မေးကြပါတယ်။ဒါအခုအိမ်လေဟမ်ဒါဖြင့်ဒါအခုနေကကြော့အိမ်မဟုတ်ဘူးလား။မနေ့ကចောင်းစင်တော့အခုနေကကြော့ဒီအိမ်ခန်းချင်းဝင်သွားတာပါ။ဟဲ့ကောင်းမလေးပဲမင်းတို့နောက်ရောက်ခိုင်းလိုက်နေကြဟလား။အာမဟုတ်ပါဘူး။ကျမတို့ဒီနားကပြတ်သွားရင်လည်းမြန်လိုက်တာပါ။နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်ပါရဲ့ရှင်။ ကောင်းမလေး၃ယောက်ကအချင်းချင်းလာတို့ပြီးစပီးစပြန်းနေပြောပြီးနောက်ကျောင်းပြန်လဲကြဖို့အတွက်ပြင်ဆင်နေကြပါလေ။အော်အခုအိမ်မသွားလို့ပါ ခွင့်ပြုပါအောင်နော်။နေအောင်ရှင်။ညီမလေးတို့အိမ်မမပါဘူး။ဒါအခုအိမ်ဆုပ်ပြီးမယ်။နေကကြောင်းလည်းဒီအိမ်မှာပဲနေရလေ။အော်အခုတော့ညီကိုတွေလား။ရုပ်ချင်းမတူဘူးနော်။ဟင်။ညီကိုတွေမဟုတ်ပါဘူး။နေကကြောင်းကအခုချက်သူလေ။အခုတော့တအိမ်နဲ့အတူတူနေကြတာရှင်။ ကမလီတုံရောက်တပ်ပြိုင်နဲ့တင်းရှဲနေကြပြီးသူတို့ချင်းချင်းအချက်ပြကအင်းရှိရနေခတ်တုတ်တုတ်လေးထွက်သွားကြပါလေ။နေကတော့နေကတော့တခါလာလဲဒါပဲဝင့်နေကြတဲ့အချက်ကမလီတို့ဒေရှိတိရှောင်းလောက်လာသေးမင်းတို့အပြန်ကြရင်ဒေပီပဲတတိထားတကားပတ်ကိုလည်းပဲတယောက်တည်းချိန်နေမိပါလေ။ဒုခိုက်ပါတော့အိတ်ခံတကားပွင့်လာပြီးနေကတော့ဟာအမအိတ်ကိုကင်ပြီးထွက်လာရင်ဟမ်သူတဲ့ပြောတော့နောက်ကျနေပြီဆိုအခုထိမသွားသေးဘူးလား။ တွားပြီတွားပြီတော်သေးရဲ့နေကောင်ကျော်စီမှာမိတော်မလို့တွေးပြီးခက်တွတ်တွတ်လေးထွက်လာခင်းလိုက်ပါရင်